A2 ခစ်ကိုပြန်ရောက်နိုင်မလားမန်ချက်စတာတိုက်တဲ့ပေးကြမလားဝိမိန်လာများမန်ချက်စတာဖောဆောင်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်ပရီးမီးယားလိပွဲစဉ်စရာကိုစတင်ကျင်းညာလိုက်တဲ့အခါမှာမန်ချက်စတာတိုက်တဲ့ပရိသတ်တွေအတွက်ပွဲစဉ်တိကျတဲ့ကအရင်ကုန်စရာလေးတွေစောင့်ကြိုနေပါရင်မန်ချက်စတာတိုက်တဲ့ဟာပရီးမီးယားလိအစားခေးကိုအကြံအတင်းကြားကနေဖောက်ထွက်ရှောင်လမ်းပြီးအမ်မိုနီယာအစွမ်းစားတွေကိုတက်တည်ပြရတော့မှာပါပွဲစဉ်တိဟာပရိသတ်တွေကိုဖန်ဆားနိုင်မှုအတွက်အမြဲတမ်းထိပ်သီးတွေးဆမှုတစ်ခုတော့ပါဝင်တက်ပါရင် ဩဂတ်စာဆောင်းလင်းနေ့မှာရှင်ပြိုင်ကစားရမယ့်2025-26ဘောလုံးရာသီရဲ့အဖွင့်ပွဲစဉ်မှာတော့ Manchester United နဲ့ Arsenal တို့ဟာ Old Trafford မှာရှင်ပြိုင်ကစားကြမှာဖြစ်ပြီးပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲတစ်ခုဖြစ်လာမှာသိကြနေပါတယ်။အစားကောင်းမှအနောင်သိကြပြီဆိုတဲ့အတိုင်း Man United ဟာပြီးခဲ့တဲ့ရာသီကအားနည်းချက်တွေအားလုံးကိုလာမယ့်ရာသီမှာပွဲစဉ်တွေကစတင်ပြုပြင်သွားမှာဖြစ်ပါတယ်။ဒီနေ့တော့အမော်ရီရဲ့ပွဲထွက်ရာသီမှာအဆင့်၅နဲ့ရာသီတင်းခဲ့တဲ့ဆိုပေမဲ့လည်းအပြေးဝကန်ကွင်းရတဲ့ရာသီမှာတော့ရလက်ကောင်းနေတဲ့တာထွက်ပြဖို့အရေးကြီးနေပါတယ်။ယူနိုက်တက်ဟာအမော်ရီရဲ့စိတ်ကြိုက်အသင်းဖြစ်နေရာသီမှာဒီစိတ်တစ်ပိုင်းတည်ဆောက်ထားမှာပါ။ ကစားမအသစ်တွေကစားကွက်နဲ့အံဝင်မဲ့ကစားသမားတွေနဲ့နောက်ရသည်မှာဥရောပပြိုင်ပွဲတွေဝင်စရာမရှိတဲ့ United ကတပတ်တပွဲကောင်းကောင်းအာရုံစိုက်ကစားနိုင်မှာလည်းဖြစ်ပါရင်ဒီတော့ United ပြိုင်ပွဲတွေအတွက်ဒီပွဲကိုအများကြီးမျှော်လင့်ထားလို့ရပါရင် United နဲ့ Arsenal တို့ August လတွေမှာနောက်ဆုံးတွေ့ဆုံခဲ့တာက2017ခုနှစ်တုန်းကဖြစ်ပါရင်အဲဒီတော့က United ဟာ Arsenal ကိုတစ်သက်လုံးအမှတ်တရဖြစ်စေမဲ့8-2ရလနဲ့အနိုင်ရရှိခဲ့တာကြောင့်ဒီနှစ်အတွက်လည်းပြိုင်ပွဲတွေကအများကြီးမျှော်လင့်ထားခဲ့ကြမှာကျင်းနေနေပါရင်ဒါပေမဲ့ Arsenal ကဒီဘက်နှစ်ပိုင်းအတွင်းအတွက်အားကောင်းတဲ့ပြိုင်ပွဲသင်းပြင်းဖြစ်လာခဲ့ပါရင် မီဂီအာနီဒါရဲ့အချိန်ယူတည်ဆောက်ထားတဲ့အသင်းကိုအီမော်ရီနှစ်တဝက်ပဲကင်ထားတဲ့အသင်းကဒီလောက်ဂိုးပြက်ကြီးအနိုင်ယူဖို့ကိုတော့မဖြစ်နိုင်လောက်သေးပေမယ့်အာဆင်နယ်ကိုအနိုင်ကစားလိုက်ရင်နေပြာကကစားမတွေပါယုံကြည်မှုမြင့်တက်သွားမှာပါယူနိုက်တက်ဒုတိယပွဲစဉ်ကတော့ဖွန်နဲ့အဝေးခွင့်ပွဲစဉ်ဖြစ်ပါတယ်ဒီမန်နေ့တွေမှာဖွန်ကဖိဖိချင်းတိုးတက်လာခဲ့ပြီးပြီးခဲ့တဲ့ရာသီမှာဆိုရင်ဖျံမြင့်အသင်းအသင်းဖြင့်အသင်းကြီးတွေကိုကောင်းကောင်းဒုက္ခပေးနေခဲ့ပါတယ်ဖွန်ကိုအဝေးခွင့်တရောက်ရှိမြင်ရမယ့်ပွဲကယူနိုက်တက်အတွက်ဖက်ချော်ရမယ့်ဒုတိယအခက်အခဲဖြစ်လာမှာပါယူနိုက်တက်ကပွဲစဉ်သုံးမှာတော့တန်းတက်လာတဲ့ပန်လီအသင်းကိုရှင်းမြင်ကစားသွားရမှာဖြစ်ပါတယ် ဒီပွဲစဉ်ကတော့ United အတွက်သုံးမှတ်အပြည့်ယူကိုယူရမယ့် Old Trafford ကပွဲဖြစ်လာမှာပါ။ United ကပြီးခဲ့တဲ့ရာသီမှာရာသင်ရာထိုက်တဲ့အမှတ်တွေများလိုက်တာကြောင့်ရုန်းကန်လိုက်ရတဲ့အဖြစ်တွေကိုသင်ခန်းစာယူပြီးဒီရာသီမှာတော့အမှတ်အလေးလွဲမရှိအောင်အာရုံစိုက်ထားရပါမယ်။ပွဲစဉ်လေးမှာလည်း United အတွက်အရေးကြီးဆုံးပွဲစဉ်တစ်ခုဖြစ်ပါရင် United ကစနေမှာ73မှာ ETF ကိုတွားရောက်ပြီး Manchester Derby အဝေးခွင်းပွဲစဉ်ကိုရှင်းမဲကစားတွားရမှာပါ။ Emery ဟာ Guardiola နဲ့တွေ့တာ United ပြီးအထာနဲ့တဲ့နေပြအတူဖြစ်တာကြောင့်ဒီပွဲစဉ်မှာလည်းရလက်ကောင်းရယူဖို့မျှော်လင့်နေပါရင် မန်ချက်စတာယူနိုက်တက်တွေပွဲစဉ်စရာကအညာအတာမရှိပါဘူးမန်စီးတီးကိုယင်ဆိုင်ပြီးနောက်တစ်ပတ်မှာယူနိုက်တက်ဟာချဲစီကိုအုတ်ချက်ဖို့မှာအခက်ခဲစားရမှာဖြစ်ပါတယ်ပွဲစဉ်ကမှာထိပ်သီးတွေးဆမှု၃ခွဲတော့ပါဝင်နေပြီးအာဆင်နယ်နဲ့မန်စီးတီးလီဗာပူးနဲ့အေဗာတန်တို့ကလည်းရှင်းပြန်ကစားကြမှာမို့ပရီးမီးယားလိအတွက်အရေးပါတဲ့ပွဲစဉ်တစ်ခုဖြစ်လာအောင်ပါယူနိုက်တက်ဟာစတေမာမှာဘရန်ဖော့အသင်းနဲ့အဝေးကွင်းရှင်းပြန်ကစားပြီးပိတ်သိမ်းသွားမှာပါယူနိုက်တက်ကဒီတစ်ခါကျရင်အသင်းဆက်ဆက်ဘရန်ဖော့ကိုယင်ဆိုင်ရဖို့ရှိနေပါတယ်ဘရန်ဖော့ဒီပြအသင်းပထမဆုံးယင်ဆိုင်ကြည့်ရမယ့်ယူနိုက်တက်ဟာ ကန်ကောင်းရင်တော့ Brian Ambumo ကိုပါအတင်းဟောင်းနဲ့ရင်ဆိုင်ဖို့ခေါ်သွားနိုင်မှာဖြစ်ပါတယ်။ယာတိစပွဲစဉ်တွေကအသေးသေးရဲ့ကံကြမ္မာကိုရေးသားပေးဖို့အတွက်လုံလောက်ပါရင်ယာတိစမှာနိုင်ရာထားမှာကိုအတင်းရဲ့ပန်းနိုင်ကပါလဲဆိုတာကိုပေါ်လင်းမလာပါပါ။ United နဲ့ Emorino ယာတိအစမှာဘလို့ရလဲတင်နေအောင်မြင်မှုစီခြေတက်ကြမလဲဆိုတာစိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပဲနောက်နေ့ပါလဲအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Zone Channel လေးကို Like and Follow လုပ်ပြီးဒီကိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။